မောင်ငါတို့မောင်ဖေနဲ့အိမ်ခွေးနေအောင်အဲ့ဒီစကားမောင်ကိုအာအသိစီတယ်ထင်ပါရဲ့မောင်ကလန့်သွားသလိုပါပဲဘာလို့လဲမောင်မောင်မမောင်ဖေနဲ့ငါ့ကိုစိတ်မချတာကျွန်တော်ရဲ့အပြောမှာမောင်ကဘာလို့အလိုမကျတာလဲမသိစပွဲကုန်ငယ်ကိုဝုန်းငယ်ထုတ်လိုက်တာမို့ မောင်တိတ်ဆန်းဘာလဲမင်းစိတ်ကိုမင်းမလုံလို့အခုလိုနီးနဲ့ဖျက်ချရလားအိုးမောင်ဘယ်လိုတောင်ပြောရတာလဲငါမောင်အဆင်မပြေမှာဆိုလို့တိတ်ဆက်မပြောနဲ့မောင်ကနားနုတ်ခွက်လေးကိုကြမ်းမြင့်ကိုပြစ်ပေါက်လိုက်တာမို့လန့်သွားပါတယ်။ဘာကြောင့်မှမသိတဲ့မောင်ရဲ့လုံရဲ့ကြောင့် ကြောင်တောင်တောင်နဲ့ရက်နေမိပါရဲ့ဆက်မပြောနဲ့ငါမင်းကိုတတိကြောင်ပြီးခေါ်ထုတ်သွားမယ်ထင်နေရလားမင်းကိုမယုံရင်တောင်ငါ့ကိုငါတော့ယုံတယ်ငါကအဖေထက်တာပြီးသားပြီးတော့မင်းကလည်းငါကိုယ်တိုင်လူသိရှင်စရာလက်ထက်ထားတာအဲ့ဒီအတွက်ငါမှာအရှုံးမရှိဘူးငါရှောင်ပြေးစရာမလိုဘူးဟောဘာကြီးပြောနေရလဲမောင်နဲ့မောင်အဖေကြားငါမေးစားပဲမဟုတ်ဘူးမောင် တခါတရံတော့လေပောက်ခွဲချင်ပါလေတင်းကျက်တာတွေများလာတဲ့အခါပေါ့လွတ်သွားတဲ့ခံစားချက်လေးရတော့မိုးပေါ်ရောက်မှာပါပဲအာဆိုမင်းကဘာလို့အိမ်ခွဲနေနေတာလဲငါအဖေနဲ့ရှင်းရှင်းလင်းလင်းနေနေနေဆိုရင်ဒီလိုတွေတွေးဖို့လိုလို့လားမောင်အရန်မားနေပြီမောင်တွေးတွေကိုငါနားမလဲတော့ဒါပေမဲ့ငါမောင်ဘက်ကိုတွေးပြီးဆုံးဖြတ်တာပါမောင်ရဲ့ မောင်ဟာတဟားရည်ပြန်ပါလေငါရဲ့ခံစားချက်တွေကိုလောင်ရတာပျော်သလားမောင်မှားတာတွေမှန်တာတွေငါမသိဘူးငါတိတာကမင်းငြိမ်ငြိမ်လေးငါပင်နာမှာနေနောက်တစ်ခါထပ်ပြီးဒီစကားတွေမပြောမိစေနဲ့မောင်ငါစကားတွေလေတိုင်းစီရထထွက်မလာခင်မှာပဲမောင်ကမောင်နှခမ်းနှလွာနဲ့ကျွန်တော်ကိုပြူစားလိုက်ပါတယ် ကျွန်တော်ရဲ့နှခမ်းမူလေးတွေကမောင်ရဲ့အနမ်းတွေမှာအရှုံးပေးရတဲ့အထိမောင်ကအပိုင်သိမ့်လိုက်ပါတယ်နှခမ်းတစုံလုံးရဲရဲနေလို့အသက်တောင်ရှူမွားတော့တဲ့အထိမောင်ကပြုတ်မှုလိုက်ပါတယ်ခေစကားနဲ့ပြောရရင်အနမ်းနဲ့ဖိတက်ခြင်းဆိုတာမျိုးလားမောင်ပင်တက်ကခုံလုံရင်းနဲ့မောင်ရဲ့အနမ်းဒီအောက်မှာမျက်ရည်တွေကျလာတဲ့အထိပျော်နေမိပါတယ် မောင်ရဲ့အနမ်းတွေကလွန်ခဲ့တဲ့တစ်နှစ်လုံးကလိုချိုဤနေသေးပါပဲအသေးတထိတ်ထိတ်ရှင်တဖူဖူနဲ့မောင်ရဲ့အင်းကြီးအစာလေးကိုစုကင်ထားမိနေပါတယ်အသက်တောင်ရှူမွားပင်မဲ့ဆူတောင်းနေမိပါတယ်ဒီအနမ်းကြီးရှက်တက်မသွားစေဖို့ပေါ့တဖြည်းဖြည်းနဲ့ရိတ်သိမ်းစားပြုတ်နေတဲ့မောင်ရဲ့နှခမ်းတွေကမောင်ရဲ့အသက်ရှူတဲ့မနီမူဝီတို့လာရိုက်ခတ်တဲ့အခါမှာ မောင်ရဲ့အနမ်းကြီးပြီးဆုံးမှတီးလိုက်ရပါတယ်။ဖဲခွာသွားတဲ့မောင်ကိုပြုံးပြမိလိုက်ပါတယ်။ငါမောင်ကိုပြီးဖက်တင်လား။ထက်နန်းမှုတောင်းဆိုတင်လား။မဟုတ်မှငါ့ကိုမောင်ကြည့်လူသွားပြီလား။ကတုံကရင်နှလုံးခုန်တဲ့အနေနဲ့အတူအဆရှာမရတဲ့စကလုံးများစွာနဲ့နာကြီးလိုပါဇက်ပိတ်လဲအောင်ပဲ။မျောလင်းချက်တွေအများကြီးမထားနဲ့။ မူဒရာမင်းကညှော်လင့်ချက်တွေနဲ့မတန်ဘူးမောင်ရဲ့စကားမှာမောက်ခဥစားကိုဆွဲထားတဲ့လက်တွေပြည့်ရသွားပါတယ်ညှော်လင့်မိတဲ့ကပားငယ်ကနောက်တစ်ချိန်ပြည့်ရပြန်ပါတယ်မောင်ရဲ့အချင်းချင်းနာချင်းစီဖို့များပြူစားထားတာလားအဲ့နောက်မောင်ကကျွန်တော်ဘေးကနေဖေခွာသွားပြီး လက်တော့သလုံးနဲ့အတူ လှုပ်ရှုံနေခဲ့ပါတယ်။မောင်ထားရမှာသာကျွန်တော်ကြံ့ရည်ခဲ့ပါတယ်။မောင်ငါ့ဘက်ကလည်းနည်းနည်းလေးမဟုတ်ရင်တော့အဲ့ဒီနည်းနည်းလေးရဲ့လေးပုံတစ်ပုံတော့ဖြစ်ဖြစ်ငဲကြည့်ပေးပါလားမောင်။ငါငုံချက်နေလို့ပါ။အိမ်ခေါ်ပဲလေးရဲ့အတန်ကြောင့် အိမ်ထဲမှာတီဗီကြည့်နေတဲ့ကောင်လေးအိမ်ပြင်ကိုတကားဖွင့်မှုလာခဲ့ပါတယ်ကျွန်တော်ဝယ်ပေးထားတဲ့တိုက်ပူလေးကချမ်းသာခြင်းအောင်ဆောင်နေတဲ့မောင်နှမနှစ်ယောက်အတွက်တော့တော်တော်လေးအဆင်ပြေရှာပါတယ်လာကုန်ရင်သူ့အကူဖြစ်တဲ့ကျွန်တော်ဗန်တိုက်ကနေထုံမယ်လူရှိကြကြွကြွမမော့နေမယ်ပေါ့ဘာလို့လဲရှန်သူကတကားကိုဆွဲဖွင့်လိုက်တာနဲ့အဖြူအောင်စပင်ခပ်ဖွားဖွားနဲ့ အသားဖြူဖြူခတ်တန်တန်လူတယောက်ကသူ့ကိုဝင်လုံးလိုက်ပါတော့တယ်။ဟာဘာလို့ခင်ဗျာဟာအပိတ်ခံလာရတဲ့တကားနဲ့သူအဲ့လူကရန်သူ့ကိုအတင်းဖတ်ထားတာမျိုးရန်သူလန့်လာပါတယ်။အဲ့လူကခဖွားဖွားလှုပ်ပြလိုက်တော့အသက်ရှူနိုင်တာမျိုးရန်သူကပြန်မော့အကြည့်မှာပဲ။ရန်လေးကိုကိုမိနေပြီလား။ကိုကိုရန်သူကအန်အောစွာရက်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ အဲ့လူရဲ့ရင်ဝင်ထဲမှာပဲဖြစ်ပါတယ်ကိုလေမင်းကိုယ်ကြီးမူရာရဲ့တငယ်ချင်းငတူးဒါမှမဟုတ်နိုင်ငံခြားပြန်မူရမည်စကင်ခတ်ဖောက်ဖောက်နဲ့အဲ့လူကပြုံးလိုက်တိုင်းခွက်ဝင်သွားတဲ့ပချိုင်နဲ့ပြုံးပြနေရတာမူရန်သူအတော်လေးတုံ့လောက်သွားပြီးကြောင်ကြည့်နေရပါတယ်အော်ကိုကိုနားရေလေရကမဆွဲပါနဲ့ဆိုမဆွဲလို့ရမလားမင်းကငါးငယ်ချင်းယူနှိမ့်ဆက်နေတာငါသတင်းရထားပြီးသားလာပြန်ပြီလားကိုကြီးချင်း ကိုကအမြဲကိုကြီးချောင်းမဲကျွန်တော်နားချနေတာပဲရှန်သူကအဲ့လိုပြောလိုက်တော့မူဝံမရရှိပါရဲ့အဲ့နောက်ရှန်သူရဲ့ဘိုက်ခေါက်ကိုပါအပပနဲ့လိန်ဆွဲလိုက်တာမူရှန်သူတုံနေပါတော့တယ်အာနာနာရဲကိုကိုရဲ့ရန်လေးမင်းအခုထိမူရာအကောင်းမမြင်နိုင်သေးဘူးလားပြီးခဲ့တာတွေကပြီးပြီပဲလေတည်သွားတဲ့သူကပြန်ရှင်လာတာမှမဟုတ်တာမူဝံမရဲ့အပြောကြောင့် ရှင်သူကမြေဝန်းတချို့တို့မာထန်သွားပါတယ်။ချက်ချင်းပဲအဲ့လူရှင်ဝင်တွေကယုံထွက်သွားရင်လေတည်သွားတဲ့သူကကျွန်တော်အမေလေးကိုကိုဒါပေမဲ့မူရာလောက်ခဲ့တဲ့မြတ်မင်းတို့အတွက်ကြီးပဲလေဟဲ့ဟဲ့မသိချင်ဘူးကိုကြီးချောင်းဆက်ပြောနေမှာဆိုကိုကိုပြန်တော့ကိုကြီးလေးစာရေးပေးလိုက်မယ်သူချောင်းသိချင်သူ့ကိုတာတာရှာကျွန်တော်စိတ်မဝင်စားဘူးမနိုင်ငံသားမှရှိတဲ့ငါးနှစ်မှာဘာတွေပြောင်းလဲသွားတာလဲ ုရားလက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုတော့ကြားခဲ့ရပါသေးတယ်။ငါပြန်လာပြီမြန်မာ။ပြည်ထစာမှာလေးမောင်တစ်ဖြစ်ကျွန်တော်ဒီအမားနိုင်ငံခြားသားတတိတရားမြေရပြီးနောက်ပိုင်းမှာတမိသားစုလုံးကနေတာအောင်လိုက်တာခဲ့ကြတယ်။ထင်တာအမှန်မှမားရင်မူတာရဲ့အမေဆုံးပြီးလေးလာကြရင်ဖြစ်လိမ့်မယ်။ကိုကြီးကိုမုန်းတယ်။ကျွန်တော်ညမလေးကို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 မုန်းတယ်။ ကိုယ်လိုလိုညီဖြစ်ရတာကိုလည်းဆက်တယ်။လွန်ခဲ့တဲ့ကာလတစ်ခုမှာဖြစ်ပါလိမ့်မယ်။တနည်းဆိုရရင်နာကျင်စရာအတိတ်တွေဖြစ်ပါလိမ့်မယ်။အချောရဲ့ညီလေးညီမတွေဟာလမ်းဖေးကြတကူးမယ်။အချောတွေရမယ်ဟေးအချောတွေဘေးလွယ်အိမ်လေးနဲ့ကြောင်းပြန်နေတဲ့အဖြူစင်းခတ်ဆုပ်ဆုပ်မောင်နှမနှစ်ဦးတိမ်ငယ်နေပါတယ်။တအုပ်အုပ်လှောင်နေကြတဲ့လူတွေရဲ့အလယ်မှာ ဲ့ဒီမောင်နှမနှစ်ယောက်တိတ်တိတ်လေးငြိမ်နေခဲ့ကြပါတယ်ကိုကိုငါမရှိတဲ့ကလေးမလေးကသူ့အကူလက်ကိုတွင်းနေဆူလာခဲ့ပါတယ်တိတ်တော်လည်းမထူးဆန်းပါဘူးအမြဲတမ်းအလောင်ခံရအနိုင်ချင်းခံလို့သူတို့အေးထူနေခဲ့ပါပြီတခါတည်းကအပေကံဖြစ်နေတာလွယ်လို့ဟေးပူရင်းနဲ့လောင်းချခံရတာလွယ်လို့လွယ်အိတ်တီအမိုက်ပုံနဲ့အပြစ်ခံရတာလွယ်လို့ ရွယ်သူကောင်းလေးတွေရဲ့မင်းအကိုလိုမင်းရော၆လားဆိုပြီးတော့ပဆိုးဆွဲချုပ်ခံရတာလွဲလို့တွားတိုင်ပေမဲ့ဘသူကမှအရေးမလုပ်တာလွဲလို့သူတို့အဆင်ပြေခဲ့ကြပါတယ်မမေသူတို့ပြန်ရောက်ပြီအဖေဆုံးပြီးတလအကြာမှာတော့အမေကနာတာရှင်ရဲ့အိယာတွေကိုလဲနေခဲ့ပါတယ်ပဝန်းချင်းရဲ့အတင်းဖြင်းတွေကြောင့်လည်းပါပါမယ် ကျောင်းဝတ်ဆောင်ခဏနဲ့မောင်မနဲ့ရောက်တဲ့အတူအနောက်ကနေမိမကြီးတူပါပါလာခဲ့ပါတယ်။ဘမလည်းဟိုကောင်ဘာဘာကိစ္စရှိလို့ပါလဲအမရေ။ဟိုပိုင်းလုံးလေငါယောက်ျားစီကငွေရယူပြီးအိတ်နေတဲ့အကောင်ဘမလည်းအခုထုတ်ပေးစမ်း။အမရေအလိုလိုမရှိပါဘူး။ကောင်းကောင်းပြောပါ။အမလီအရက်ကလို့ကြားကောင်းရဲ့လား။ယောက်ျားတယ်မဲ့တမအာဇီဝရှာမစားပဲလွယ်လွယ်ရအောင်ပေးတယ်တဲ့။ ဟာဟာတဲအရှက်မဲ့ပါလားဘမလဲမုဒ္ဒရာဆိုရဲကောင်အခုထုတ်ခဲ့အန်တီအဲ့လိုမပြောပါနဲ့အကိုကြီးကဖာလေးမင်းအကိုကဖာရိုးရိုးတော်မဟုတ်ဘူးနော်ယောက်ျားချင်းချင်းကိုမှခံတာငါဘက်ကလည်းတွေးစမ်းမှာဟဲ့ငါသမီးစင်းယုံတင်နေရလို့သုံးမို့ငွေရောငါလင်ရခိုးပြီးတော့အက်ကလေးနဲ့ညာတိုင်းတော်တော်ဖြုံးနေငါလင်ကိုငါမထိနိုင်တာမှားပေမဲ့သူများမျက်ရည်နဲ့ငွေရောနင်းတို့သုံးရလားဟမ်အမရဲ့အစ်စ်အစ်စ်ပြောပါနော် အေးစေးနိုင်ဘူးမအေးစေးနိုင်ဘူးအဲ့ကောင်အခုထုတ်ပေးထုတ်ပေးစမ်းပါအန်ဒီရယ်စင်မကောင်းပြီမယ်ပြန်လိုက်ပါတော့လူတွေဝိုင်းချနေကြပြီအိုးမရှက်နိုင်ဘူးငါသမီးဆေးရုံမှာအပြင်းထန်ဖြစ်နေတော့ငါဆေးဖို့မတက်နိုင်ဘူးအားလုံးအဲ့ကောင်ကြောင့်ခိုးဖားကောင်ထွက်ခဲ့စမ်းအခုထွက်ခဲ့တော်ပါတော့အမေတော်ပါတော့အမေအမေအဲ့ဒီမိမာတော့ဆက်ပြီးအုံနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ ရက်ခွက်လူကြီးတွေလာဆွဲလို့အဲ့မိမကြီးပါသွားခဲ့ပါတယ်။ရက်ခွက်ထဲကလူတွေကြောင့်မျက်စိတငယ်နားတငယ်နေပဲသူတို့ငင်းငင်းလေးကုန်နေခဲ့ပါတယ်။အသက်ရှူဖို့တောင်မဟန်တော့တဲ့အမေကစေးယုံသွားမယ်ဆိုတော့ကျွန်တော်ကိုစောင့်မယ်ဆိုပြီးပြေကန့်နေခဲ့ပါတယ်။ကျွန်တော်ပြန်ရောက်လာတဲ့အချိန်မှာတော့အမေကကျွန်တော်ရဲ့လက်တွေကိုဆုပ်ကန်လိုက်ပါတယ်။အမေတတိထောင်းတော့ အမေဘာမှမဖြစ်အောင်နော်ဒါဆေးရုံလိုက်ဖို့မယ်ဒါကြီးဒါကြီးမှုတော့ပြောပြောပါအမေအမေကမောနေခဲ့ပါတယ်အမေအမေဒါကြီးကိုမေမေချစ်ဆုံးပါမေမေကောင်းတဲ့အမေမဖြစ်ခဲ့ပါဘူးအမေဖြည်းဖြည်းပြောနော်ဒါဒါအမေကြောင့် အမေချာနမုန်ခဲ့ရပြီကျန်တဲ့ကလေးတွေကိုတော့ထပ်ပြီးအနက်မွန်စေချင်တော့ဥဒါရဲ့အမေလက်တီပူအေးလာတာကိုခံစားမိပါတယ်မဟုတ်လားတာတာညီလေးနဲ့ညီမလေးတွေကိုဆောင်းဆောင်းရှာမယ်နော်အမေမိစန္ဒာလေးကအဲ့နောက်မှာတော့အမေကကျွန်တော့်ရဲ့လက်ပေါ်မှာပဲ ထဝရအိတ်ဆက်သွားခဲ့ပါတယ်။တောင်ဝန်ဆိုတဲ့အထုပ်ဘူးတစ်ခုကိုကျွန်တော်အပေါ်မနိုင်မနှင်းဖိချရင်းနေပေါ့။အမေအမေအကိုကြီးကြောင့်အမေသေးတာအကိုကြီးကြောင့်ညီမလေးတို့အနိုင်ခံရတာအလုံးအကိုကြီးကြောင့်ခါခါချူရဲ့အပြောမှာညီငယ်ရပါအန်ကျိတ်တန်နဲ့ဆူလာခဲ့ပါတယ် ကျွန်တော်အမြင်အားကျခဲ့တဲ့ကိုကြီးကဒေးဗီအခုလက်ရှိကိုကြီးကိုကျွန်တော်သိမှုံတယ်ကျွန်တော်ကညီငယ်ညီမငယ်တို့ရဲ့အပျော်ဝမ်းနည်းစွာနဲ့ပဲငေးကြည့်နေခဲ့ပါတယ်အချိန်တန်ရင်တော့သူတို့စိတ်ဆိုးပြေလိမ့်မယ်လို့ထင်ခဲ့ဘူးပါတယ်ဒါပေမဲ့တယောက်တည်းစားခဲ့ရတဲ့ထမင်းဝိုင်းကိုအကူလိုမဟုတ်ဘဲကျွန်လိုဆက်ဆံရတဲ့အပြုအမူတွေမှာကျွန်တော်နေသားချခဲ့ပါတယ် အ ਨੇ ဆုံးတော့အမိဆန္ဒလေးကိုကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။အ ਨੇ ဆုံးတော့ကျွန်တော်ရဲ့အရေးအကွာနေထွက်မပြေးကြဘူးလေ။ကျွန်တော်ပြုံးမိလိုက်ပါတယ်။တယောက်တည်းထိုင်စားနေတဲ့ထမင်းဝိုင်းလေးထပ်မှာ။ဒါသူတို့ကိုအကောင်းဆုံးစောင့်ရှောက်မှာပါ။ဘသူမှမမာတဲ့ပုံစံတစ်ခုမှာအာနေသူကိုပဲအပြစ်ဖို့တတ်ကြတာလေ။တိတ်တော့မဆန်းပါဘူး။ ရှင်နှစ်သူကိုဝါကူထိုးမှာရောအဲ့ဒီကအသက်ဆက်ရှင်နိုင်ပါရဲ့လား